အာဆင်နယ်ဖန်တွေအားလုံးမင်္ဂလာပါကျွန်တော်အာဆင်နယ်တင်းတွယ်တမိုင်းဆိုးဖြစ်နေတဲ့ကာလချင်းကိုရောက်လာပါပြီအဲ့ဒါကတော့ဆောင်းရသေးပဲဖြစ်ပါတယ်အထူးသဖြင့်နိုဝင်ဘာလနဲ့ဒီဇင်ဘာလမှာကျွန်တော်အာဆင်နယ်တင်းကဘာကြောင့်ရတော့မသိဘူးကျွန်တော်ဒါကျွန်တော်နေပြကြီးအာဆင်ဝန်ကလက်ထက်ကနေကဒီဇင်ဘာလရောက်ပြီဆိုရင်ဒါဒီဇင်ဘာလမှမဟုတ်ပါဘူးနိုဝင်ဘာနဲ့ဒီဇင်ဘာဒီနှစ်လမှာပြဿနာတော်တော်ကိုတက်တယ် မမရရဆိုရင်တော့ကျွန်တော်2000 2008 2009ဝန်းကျင်ပြင်မှတ်တယ်နဲ့အာဆင်နယ်ကမန်ယူကို9မှတ်ပြန့်တဲ့ဥဆောင်နေတာအဲ့ဒါကပွဲဝါရောက်သွားပြီပွဲစဉ်15ရောက်သွားပြီအဲ့နဲ့မှာကျွန်တော်အာဆင်နယ်ဖလားရပြီလို့ကျွန်တော်ကတော့တွတ်ထားတာပေါ့ဒါပေမဲ့စောင်းရာသီရောက်တော့ဗျာကျွန်တော်အာဆင်နယ်ကဘလိုးဘလိုးကြီးဖြစ်မှန်းကိုမသိဘူးအဲ့ဒါတရေပွဲတွေရှုံးပွဲတွေနဲ့ကြုံပြီးတော့မှအမှတ်တရော့ပဲနောက်ဆုံးကြတော့မန်ယူတည်းကပိုဆွဲသွားတယ်ဆိုတော့ဒီအခြေအနေကြီးရှိခဲ့တာပေါ့ ဆိုတော့အဲ့ဒါကဘယ်ဘယ်ချိန်ထိတယ်ဆိုတော့ဒီနှစ်ပေါင်း၁၀ဆုနဲ့ကျော်အခုအာ၁၀ဆုနဲ့ကျော်တဲ့နှစ်ပေါင်း15နှစ်ဝန်းလောက်ကျင်16နှစ်လောက်ရှိနေပြီလို့ကျွန်တော်တို့ပြောလို့ရတယ်အာဆင်နယ်ရဲ့အဲ့ဒီအဖြစ်ပြက်တည်းอ่ะဆိုတော့ဒီနှစ်မှာလည်းဒါကထက်ရှိလာမလားဆိုတော့စောင့်ကြည့်ချင်စရာကောင်းပါတယ်ဆိုတော့ဆန်ဒါလန်နဲ့တော့ပြီးပြီးခဲ့တဲ့အာပတ်မှာတော့ဆန်ဒါလန်နဲ့တော့အာဆင်နယ်ကတရေကြပါပြီနိုင်တဲ့ပွဲမှာအာဆင်နယ်ကမနိုင်ခဲ့ဘူးဆိုတော့ဆလန်စားပြီးတော့ပဲပြောရမလားပါလားတော့မသိဘူးလက်ရှိမှာ ကာဘရီရဲ့နောက်ခံခံစင်မှုအနိုင်ငံတကာပွဲစဉ်မှာကျွန်တော်အားကိုးရတဲ့ခံစင်မှုကာဘရီရဲ့တန်ရာရပါပြီ။ဒါပေမဲ့စိုးရင်စရာရှိလားဆိုတော့စိုးရင်စရာတော့မရှိပါဘူး။ကျွန်တော်ခံစင်မှုရှိတယ်မော်စကိုရာရှိတယ်အင်ကဘီရှိတယ်ဆိုတော့သူတို့နှစ်ယောက်အတွက်ဒါကတကယ့်ကိုအခွင့်ကောင်းဖြစ်တယ် ။ထို့အတူပဲတိုက်စစ်တွေမှာလည်းကစားသမားတွေရှိပါတယ်။ဆိုတော့အရန်ကစားသမားတွေတောင်းတင်းပါတယ်အာဆင်နယ်က။ဆိုတော့ဒီအရန်ကစားသမားတွေကဒီလိုဒီချိန်ကာလမှာတအကောင်းဆုံးလုပ်ပြနိုင်ရင်လာမဲ့ပွဲတွေတောက်လျှောက်ကလည်းအဲ့ဒီကစားသမားတွေကအခွင့်အကောင်းရသွားနိုင်တယ်။ပွဲထွက်ခွင့်ရသွားနိုင်တယ်။ဆိုတော့ဒီချိန်မှာအရန်ကစားသမားတွေနေနဲ့တကယ်ကိုအစွမ်းပြရမယ့်ချိန်ရောက်လာပြီးတော့ကျွန်တော်ပြောပြောလို့ရပါတယ်အရန်ကစားသမားလို့ဒါကျွန်တော်ပြောရတာခြေစွမ်းတွေကတော့တကယ်ထိတ်တန့်စီနီယာပါပဲเนาะ အရန်ကစားသမားတို့ပြောရင်ပထမဦးစားပေးကစားသမားရင်းနဲ့ခြေစွမ်းကွာနေတယ်လို့တော့ကျွန်တော်ပြောချင်တာမဟုတ်ကျွန်တော်မော့စကွေရာရဲ့ဒါတည်ငြိမ်တဲ့ခြေစွမ်းနေကျွန်တော်အားလုံးတည်ပြီးသားဖြစ်တယ်တိုးအတူပဲဟင်ကပီကလည်းလက်ရှိမှာနိုင်ငံအသင်းမှာတော့သူအသင်းကောင်းဆောင်နော်ဟင်ကပီကဆိုတော့ဒီနှစ်ယောက်ကလက်ရှိကာပရီရဲ့လက်ဟာနေတယ်တန်ရာဖြစ်နေတဲ့နေရာမှာဘယ်လိုအစွမ်းပြမလဲဆိုတော့စောင့်ကြည့်ချင်စရာကောင်းပါတယ်ကာပရီရကတော့နိုင်ငံတကာပွဲစင်မှာတန်ရာရတယ်ဆိုပေမဲ့စိုးရင်ရတဲ့အခြေအနေတော့မရှိဘူးလို့ကျွန်တော်ယူဆပါတယ်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ် အာအာဆင်နယ်တို့တော်တော်ကိုစိတ်အေးရပါတယ်ဒီနေ့မှာလူတွေခေါ်ထားတာတော်တော်ကိုစိတ်ချမ်းသာဖို့ကောင်းတယ်အောက်ဆုံးဆောင်းရည်ရောက်လို့တယ်ကျွန်တော်အာဆင်နယ်ဖန်တွေကတော့ ACB လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်ဒါပေမဲ့ဒီဇင်ဘာလကုန်တဲ့ထိတော့အာဆင်နယ်အသင်းနဲ့နိုင်ပွဲရလဒ်တွေအမှတ်ပေးစရာကိုဆက်လက်ပြီးဦးဆောင်ဖို့လိုအပ်နေပါတယ်ဒီနေ့ကတော့အာဆင်နယ်ချန်ပီယံဖြစ်မယ်နဲ့လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်ဒီဇင်ဘာလကုန်လို့မှအာဆင်နယ်ကထိတ်ဆုံးနေရာထိရှိနေတယ် ွဲစဉ်15ကြော်တဲ့အထိအာဆင်နယ်ဟာထိတ်ဆုံးမှရှိနေတယ်ဆိုတော့ဂျိန်းဒီကျွန်တော်တို့အာဆင်နယ်ကတော့ချန်ပီယံဖြစ်မယ်နှစ်ပါပဲလက်ရှိမှာအာဆင်နယ်ကရှုံးပွဲတစ်ပွဲတာတွေ့ထားပြီးတော့မှကြံတဲ့အသင်းတွေကတော့မန်စီးတီးကသုံးပွဲရှိနေပြီလီဗာပူးကတော့ဒါဘလုံးမှမဖြစ်နိုင်တော့ချန်ပီယံဖြစ်ဖို့ကနေပြီးတော့ဖယ်ရှားလို့ရပြီဆိုတော့အတိကတော့မန်စီးတီးရှိမယ်မန်စီးတီးကလည်းရှုံးပွဲများတာပြီဖြစ်တဲ့အတွက်နောက်တစ်ပွဲလောက်တာအာမန်စီးတီးကထပ်ရှုံးခဲ့မှာဆိုရင် အာဆင်နယ်အတွက်တကယ်ကိုအခြေအနေကောင်းသွားပြီးတော့မှချန်ပီယံဖြစ်သွားမယ်နှစ်ဆိုတော့ကတော့တရားရဟန်းတို့သိချပါတယ်။ဆိုတော့အာဆင်နယ်ဖန်တွေအနေနဲ့ကျွန်တော်အာဆင်နယ်တင်းဆောင်းရတီမှာဘာကြောင့်အဲ့လိုအခက်အခဲပြဿနာတွေအများအတန်းဖြစ်တယ်လဲဆိုတော့အာတိရဆိုတဲ့ comment မှာရေးပေးလို့ရပါတယ်ကျွန်တော်အနေနဲ့လည်းအဖြေတော်တော်ကိုရှာဖို့ခက်တယ်အာဆင်နယ်နဲ့ဆောင်းရာသီနဲ့ဘာဆိုင်လို့များဒီတော့ထိခက်ခဲခဲ့တယ်လေပေါ့နော်ဆောင်းရာသီရောက်တိုင်းမှာအာဆင်နယ်ကအမှတ်တရရှုံးနေအခက်ခဲတွေရှိတယ်ပြင်လူငယ်တွေအာဒီကစားသမားတွေကတန်ရာရမှုတွေများပြခဲ့တယ်ဆိုတော့ဒီနေ့မှာတော့ ဲ့ဒါကိုခြေဖြတ်နိုင်မယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်။ဆိုပရိသတ်တွေအထင်မြင်စာချက်တွေလည်း comment မှာရေးပေးခဲ့လို့ရပါလေ။ဆိုအာဆင်နယ်တီးကအာဆင်ဝန်ကားလက်ထဲကလေးကအဲ့ဒီဆောင်းရာသီကြောင်းဝင်ဖြစ်တဲ့ပြဿနာကဒါအာတခြား၁၉သင်းဖန်နေနေနဲ့လှောင်စရာဖြစ်ခဲ့တယ်။ကျွန်တော်အာဆင်ဝန်ကားလက်ထဲမှာဆိုရှုံးပြီဆိုရင်ယုံကလေးနှာစီးပြီဆိုပြီးပြောခံရတာပေါ့နော်အာဆင်ဝန်ကားကိုပြောချင်တာကဆောင်းရာသီမှာအာဆင်နယ်ကပြိုင်ပွဲတွေမှာတော်တော်လေးကိုအခက်တွေးခဲ့ရတယ်။အာချန်ပီယံလိပ်ကြောင်းလားတခြားလိပ်ပွဲတွေကြောင်းလား ဘာကြောင့်ရတော့မသိဘူးအာဆင်နယ်ကဆောင်းရသည့်ရောင်းရင်ပြဿနာတက်လေးရှိပါတယ်ကိုယ့်ရဲ့ team view စကြတဲ့ရှင် comment မှာရေးပေးခဲ့လို့ရပါတယ်နောက်ထောင်ပေးတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ